အားလုံးပဲမင်္ဂလာပါဗျာကောင်းစားတဲ့ channel မှာပြန်လဲကြိုဆိုလိုက်ပါတော့ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးပိုင်းရတော့ထိုင်းနိုင်ငံမှာအထက်30အဆောက်အဦပြိုကျမှုကြောင့်စစ်ဆေးမှုများပြုလုပ်ပြီးတရားစွဲသွားမှုဆိုလာတဲ့နေတိမြန်မာပြောလာရုပ်သံမျိုးပိုင်းကိုတင်ဆက်ပေးလိုက်ပါတော့ခင်ဗျာဒါပေမဲ့နေတိမြန်မာအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘယ်လိုပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာတော့တဲ့ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းစားတဲ့ထားတာမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မောချင်းနာတိုက်ကအခုဒီနေ့နောက်ဆုံးဖြတ်တိရတာကတော့အဲ့ဒီတိုက်ကိုပေါ့နော်စောက်ခဲ့တယ်စောက်လို့ရေးစိုက်ကဘေးရဆိုင်လဲအဲ့လိုမျိုးပေါ့အဲ့ဒါတွေသူတို့ပြန်လိုက်နေပါတယ်ပြန်လိုက်တဲ့အခါကျတော့ဒီတရုတ်တရုတ်ကုမ္ပဏီဖြစ်နေတာကိုတွေ့ရတယ်နောက်တစ်ခုကအဲ့ဒီမောချင်းနာကတိုက်ကအဲ့ဒီမှာရှိနေတဲ့တန်ရယ်စတီးရယ်အဲ့ဒါတွေအဲ့ဒီစိတ်ယုံတွေအကုန်လုံးပေါ့နော်ဒီနေ့မနေ့တိရတာကတော့စစ်စေးဝင်မယ်လို့တိရတယ်စစ်စေးဝင်မယ်လို့တိရပါတယ်ဒါဒီနေ့နောက်ဆုံးတိရတဲ့ အခြေအနေပါအဲ့တော့ဟောပေါ့ဘာကြောင့်ဒီတိုက်ကဒီကလင်တာကိုမခံနိုင်ခဲ့ရတာလဲပြီးတော့ဘယ်ဆက်ယုံရဲ့ပစ္စည်းတွေကိုတုံးခဲ့ရတာတုံးခဲ့တာလဲအဲ့လိုမျိုးအရေးသူညံ့တဲ့ပစ္စည်းတွေဆိုလို့ရှိရင်တို့နိုင်ငံတွေကိုဒီထိုင်းနိုင်ငံတွေမှာတို့လုံးဝအသုံးခွင့်မပြေတော့ဘူးပေါ့နော်ရည်ရှိမှာအနာဂတ်မှာဆိုလို့ရှိရင်မပြေတော့ဘူးဘာဖြစ်လို့ဆိုတော့ဒီအခုလိုမျိုးငလင်တန်ကြောင့်ထိခိုက်တာတွေပျက်စီးတာတွေဖြစ်သွားတဲ့အတွက်ကြောင့်မလို့เนาะအဲ့တော့နစ်နာမှုတွေလည်းအများကြီးဖြစ်သွားတဲ့အတွက်ကြောင့်မလို့တို့အဲ့ဒါတွေကိုအခုစစ်ဆေးပါတယ်အခု အခုကတော့အဲ့ဒီတန်နဲ့စတိနဲ့နော်တန်နဲ့စတိနဲ့ပတ်သက်တဲ့စက်ယုံကိုဒါသူတို့စစ်စီးဝင်ပြီလို့နော်ပြောပါတယ်နော်အဲ့တော့ဒါနောက်ဆုံးသိရတာပါအာဟုတ်ပြီအဲ့တော့ဟိုပညာတွေတော်တော်ရတယ်ပေါ့နော်ငလင်ပြူလို့ပဲဒါကျွန်တော်တို့တွေကဒီလိုမျိုးဖြစ်ရတယ်လို့ပဲထင်နေတာတကယ်တော့နောက်ကြရမှာနော်ဥပဒေပညာရှင်တွေစောက်လို့ရပညာရှင်တွေအင်ဂျင်နီယာပညာရှင်တွေက လိုက်တဲ့အခါမှာအာနီးလန်ကြာလိုက်တဲ့အခါမှာဟိုကုမ္ပဏီရပဲကုမ္ပဏီလဲအဲအဲ့လိုမျိုးအမှသတိတော်ထားမိပါတယ်ကျွန်တော်လည်းအဲ့လိုက်လွှင့်နေလိုက်လွှင့်နေတဲ့အခါကျတော့အမှယူရီးယားတွေကလာလာပြောတယ်အဲ့ဒါနဲ့ငါတို့ထိုင်းရဲ့ထိုင်းရဲ့ body set မဟုတ်ဘူးလေ China body set China body set တယောက်လာလဲလာပြောတယ်နှစ်ယောက်လာလဲလာပြောတယ်အဲ့လိုမျိုးတယောက်လာလဲလာပြောတယ်နှစ်ယောက်လာပြောတယ်ကျွန်တော်ကျွန်တော်သတိထားမိတာပေါ့နော်အဲ့ဒီမှာ 3-4ရက်လောက်ကျွန်တော်ကျွန်တော်တို့ကရှိနေတာပေါ့3-4ရက်လောက်ရှိတဲ့အခါကျတော့ယူရီးယားတယောက်လာတယ်အဲ့လိုပဲဒီ site ကားတယ်ကတို့ရဲ့ယူရီးယားတွေရဲ့ site မဟုတ်ဘူးတဲ့အဲဒီတရုတ်တရုတ်တွေရဲ့ site ပေါ့နော် China တွေရဲ့ site တို့တွေရဲ့ policy တူတူတူထားတာပေါ့နော်စောက်လို့ရေကိုတို့ယူထားတာဆိုတော့မှအဲ့လိုမျိုးပြောတယ်တယောက်လာလည်းပြောတယ်နှစ်ယောက်လာလည်းပြောတယ်သုံးယောက်လာလည်းပြောတယ်အဲ့လိုမျိုးပြောတယ်အခုဒီနေ့နောက်ဆုံးသိရတာကကျတော့ဒီဟို steep ပေါ့နော် steep ရဲ့အတန်ရဲ့တို့စစ်မယ်ပဲ စတီးရဲ့အတိုင်းရစစ်မယ်ပြီးတော့မှအဲ့ဒီ Borisov site ကိုတာဝန်ခံထားတဲ့လူတွေကိုလည်းစစ်ဆေးမယ်ပေါ့နော်စစ်ဆေးမယ်ဆိုတော့မှတို့လုပ်ထားပါတယ်ပြီးဆိုလည်းနဲ့ပြီးသွားမယ်ကိစ္စမဟုတ်ဘူးဆိုတော့တို့ပြောနေတာပြောပြတာပေါ့နော်ပြီးဆိုလည်းနဲ့ပြီးပြီးတော့ဒီငွေနေကိစ္စနဲ့ပတ်သက်ပြီးတော့မှအဲနိုင်ငံတကာကိုတို့နိုင်ငံတကာပညာရှင်တွေခေါ်တယ်လေနိုင်ငံတကာပညာရှင်တွေခေါ်တဲ့အခါကျတော့ American လာတယ်ဣသရေလပညာရှင်တွေလာတယ်တို့ကအားလုံးနဲ့ပူးပေါင်းတယ် ထိုင်းရထိုင်းရတည်တဲ့အတိုင်းပဲလေခီးသွားလိုက်ရင်လည်းပတ်စံရမ်းရတဲ့နိုင်ငံတစ်ခုဖြစ်တယ်။ထိုင်းရခီးသွားလိုက်ရင်လည်းပတ်သက်ပြီးတော့မှဝင်ငွေအများဆုံးရတော့ဟိုဘန်ကောက်ဆိုတာသိရမလား။ဟိုဒီခီးသွားလိုက်ရင်လည်းပတ်သက်ပြီးတော့မှပတ်စံအင်မတန်ရတော့နိုင်ငံတစ်ခုဖြစ်တဲ့အတွက်ကြောင့်သူတို့တွေနိုင်ငံတကာနဲ့ပူပြီးသူတို့လက်တွဲပြီးတော့မှအလုပ်လုပ်တာကိုတွေ့ရတယ်။အဲ့တော့အစ္စရေးရောက်လာတယ်။အစ္စရေးရောက်လာတယ်။အစ္စရေးတွေကလည်းသူတို့ဒီပညာရှင်တွေကနေပြီးတော့မှသူတို့ဝင်ပြီးတော့မှသူတို့စစ်ဆေးတာတွေသူတို့တိုင်းထွာတာတွေသူတို့ရှာဖွေတာတွေ သူတို့အကုန်လုံးလောက်တယ်အဲ့ဒါတခုအစ္စရေးလာတယ်အမေရိကန်လာတယ်အဲအဲ့လိုမျိုးအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့မှသူတို့အကုန်လုံးလောက်သွားတာဆိုတော့တွေ့ရပါတယ်နော်အဲ့တော့တချို့တွေကတော့လူလူပနေအောင်တွေ့ပြီလဲလို့အစိမ့်ဝင်စားတာပါနော်လူပနေအောင်တွေ့လဲဆိုတာထက်စားလို့ရှိရင်ဟိုထိုင်းရဒီကိစ္စကိုဘယ်လိုကင်တွယ်လဲဘယ်လိုမျိုးလုပ်တယ်လဲဘယ်လိုပုံစံတွေကိုကင်တွယ်သွားတယ်လဲဆိုတဲ့အရာမျိုးကအရေးကြီးပါတယ်နော်ပြီးတော့ဒီတဲမှာပေါင်ဝင်သွားကြတဲ့နင့်နာတဲ့မိသားစုတွေညီကိုတွေပေါင်းမတွေအားလုံးအားလုံးအားလုံးကို ရောဒီကျွန်တော်တို့လူမှုဖူလုံရေးပေါ့နော်လူမှုဖူလုံရေးအပြည့်အဝပေးမယ်လို့ဒါကျွန်တော်တို့သူတို့ဘက်ကနေပြောမှာအာမခံထားတာရှိပါတယ်ပြီးတော့အခုနေတိုင်းညတိုင်းနေတိုင်းညတိုင်းပေါ့နော်အဲ့ဒီမှာကျွန်တော်တို့မြန်မာတွေဘက်ကနေပြောမှာစကက်ပြန်နေလဲတော့ရောက်ပြီးတော့မာတာဝန်ယူမှုတာဝန်ခံမှုအပြည့်အဝနဲ့တော့ပြီးတော့မှလုပ်ပေးပါတယ်အဲ့မှာစကက်ပြန်တော့လုပ်ပေးတဲ့လူတွေဆိုလို့ရှိရင်အဲနေဖို့ထိုင်ဖို့ပေါ့နော်တဲဖို့စိတ်တွေအစားထိုင်းဘက်ကနေပြောမှာအကုန်လုံးအဆက်ဆက်ရာ အာလုတ်ပေးထားပါတယ်လို့เนาะအဲ့တော့ထိုင်းရောက်ရှင်မြန်မာတွေကအခုဆိုလို့ရှိရင်တချို့ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဒီအဲ့ဒီအထက်ထဲမှာပါတဲ့သူတွေအတွက်ကိုတချို့ကတော့ဒီရက်လေတာတွေလုတ်တာကိုတွေ့ရပါတော့เนาะရက်လေရက်လေတာတွေလုတ်လာတာကိုတွေ့ရပါတယ်အဲအဲ့ဒါကတော့ဒါအဲ့တော့ဒီနေ့နောက်ဆုံးသိရတဲ့အနေအထားကတော့ဒီဆောက်လို့ရေး site ဒီ China China ဆောက်လို့ရေး site ဖြစ်တယ်လို့အဲနောက်ပြီးတော့မှ China တာဝန်ယူပြီးတော့မှဆောက်လုပ်ထားတဲ့ site တခုဖြစ်တဲ့အတွက်ကြောင့်ပါဝင်သုံးတဲ့ပစ္စည်းတွေနဲ့ပတ်သက်တဲ့အရာတွေအားလုံးအားလုံးအစစ်အစေးခံရမယ်ဆိုပြီးတော့မှ ဒါကျွန်တော်တို့ထွက်ပေါ်ထားတာရှိပါတယ်အဲ့အတွက်ကြောင့်မလို့သက်ဆိုင်ရာကနေပြီးတော့မှဒီယာတွေကိုရုပ်ခုလက်ရှိအချိန်မှာစစ်ဆေးမှာဖြစ်ပါတယ်လို့ပြောချင်ပါတယ်နော်အဲ့တော့ပြီးဆိုလဲပြီးသွားမယ်ကိစ္စတော့မဟုတ်ဘူးဘယ်သူတွေအင်ဂျင်နီယာတွေရဘယ်သူတွေလဲနော်အာတန်နဲ့ပတ်သက်ပြီးတော့မှဘယ်စိတ်ယုံတွေကိုဒါကျွန်တော်တို့ငားခဲ့တာလဲဘလို့လဲဆိုတဲ့အရာတွေအားလုံးအားလုံးကိုဆက်ပြီးတော့မှနောက်ဆက်တွဲလိုက်နေပါပြီလို့ပြောချင်ပါတယ် နော်လိုင်းနေပါပြီလို့ပြောချင်ပါတယ်ဒီအရာကိုပြပြဝဝနဲ့သူတေတီလုံနိုင်မှာပေါ့နော်ရေလျှောက်ထိုင်းတဲ့ကံပန်ကောက်မှာရှိနေတဲ့ဆောင်းလေး site တွေအမီးငလီတန်ခန္ဓာအောင်ဘယ်လိုမျိုးဆက်ဆောင်သွားမလဲဘယ်လိုမျိုးလုပ်သွားမလဲဆိုတဲ့အရာတွေ reset တရားပူပေါ်မှာလေနောက်ပြီးတော့မှဘေးအိမ်နီးနာချင်းအခုဖြစ်သွားတဲ့ကိစ္စဘေးအိမ်နီးနာချင်းနိုင်ငံမှာရှိနေတဲ့ဒါရွှေပြောင်းအလုသမားတွေထိခိုက်မှုတွေနေနာမှုတွေအများကြီးဖြစ်သွားတာလေနော်ထိခိုက်နေနာမှုတွေဖြစ်သွားတဲ့အခါကျတော့ ဟိုပြုနိုင်ငံရဲ့ဒီထိုင်းနိုင်ငံရဲ့တိဆောက်ရေးလုပ်ငန်းတွေမှာအဓိကအားကိုရတဲ့မြန်မာလုပ်သားတွေလက်ထိသွားတယ်ဘေးအိန္ဒိယချင်းလုပ်သားတွေလက်ထိသွားတယ်ဆိုတဲ့အခါကျတော့အဲ့ဒီဂုံတိတ်ခါတွေကိုလည်းပြန်လည်ပြီးတော့မှတိဆောက်ပြီးတော့မှပြန်ဆယ်ဖို့အတွက်ကကျတော့အများကြီးတို့တွေကစစ်ဆေးမှုတွေအများကြီးလုပ်သွားမယ်အဲ့ဒါကြောင့်တို့ဘက်ကထိုင်းအစိုးရဘက်ကလူကြီးတွေကိုယ်တိုင်ဆင်းလာလူကြီးတွေကိုယ်တိုင်ဆင်းလာပြီးတော့မှထိုင်းရွှေပြောင်းအလုပ်သမားမြန်မာတွေနဲ့စကားပြောတယ်နော်စကားပြောတယ်အဲစကားပြောတယ်ဘာတွေလိုအပ်တယ်လဲ ဘာတွေဖြည့်ဆည်းပေးရမလဲအဲဘယ်အပိုင်းတွေကိုဖြည့်လုပ်ပေးရမလဲဆိုတော့သူတို့ကိုယ်တိုင်စကားဆင်းပြောတယ်ပြီးလို့ရှိရင်အဲဒီလူမှုဖို့လုံရင်းနဲ့ပတ်သက်ပြီးတော့မှဘလို့ဟိုအခုစကားပြောနေတဲ့အခါကျလို့ရှင်သိကျင်တာလေးတွေခဏလေးအောက်ကိုခတ်တာဘူသူတရအောင်လို့ပြောပြပေးနေတယ်နော်ဘူသူတရအောင်ပြောပြပေးနေတဲ့ကြောင့်သိကျင်တော့တချို့တော့အရာတွေခဏလေးခဏလေးနော်တချို့ကလူ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 ကိုလူလူဘယ်နဲ့ရောက်ရတာလဲဆိုတော့ကိုတွေးကျင်နေကြတယ်ဒါပေမဲ့ဘတ်အခုရင်ဆိုင်နေရတဲ့ကိစ္စတွေကိုဘူသူတရရှိအောင်နားထောင် နော်တချို့ကမနားထားဘူးကိုတိကျင်တာပဲအောက်ကနေကွန်မန့်လာမန်းတာတွေရှိတယ်ခဏလေးနားထားစကားပြောနေလို့ရှိရင်လူအကြောင်းအရာတစ်ခုရှင်းပြလို့ရှိရင်အဆုံးထိနားထောင်ရတယ်အဆုံးထိနားထောင်ရတယ်အဆုံးထိနားထောင်မှရှေ့လျှောက်ထိုင်းနိုင်ငံနဲ့ပတ်သက်ပြီးတော့မှဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့မှအကြောင်းအရာတွေကိုကျွန်တော်တို့ကဘူးတူတာသိပါပေါ့အဲ့တော့ကျွန်တော်တို့လူတယောက်ကရှင်းပြနေတဲ့အခါမှာပြောပြနေတဲ့အခါမှာအဆုံးထိတိတိကျကျနားထောင်ရတယ်အဆုံးထိတိတိကျနားမထောင်ပဲနဲ့အောက်ကနေဖြတ်ပြီးတော့မှကွန်မန့်တွေမှန်းပြီးတော့မှသွားမရအောင်အဲ့ဒါကျွန်တော်မရင်ကြီးဘူးလို့ခေါ်တယ်နော် မရင်ကြည့်ဘာဖြစ်လို့ဆိုတော့စကားပြောနေတဲ့အရာမှာရှင်းပြနေတဲ့အရာကိုအဆုံးထိနားမထောင်ဘူးဖြက်ဖြက်ပြီးမေးတာအဲ့ဒီဖြက်ဖြက်ပြီးမေးတာကကြိရှိသူတဲ့သူတွေအားလုံးအားလုံးကအာယုံနှောက်စေတယ်စကားပြောတဲ့အခါမှာအကြောင်းအရာတစ်ခုကိုအဆုံးထိမသွားစေဘူးဖြက်ပြောသလိုဖြစ်သွားတာအဲ့လိုမျိုးဖြစ်သွားတဲ့အခါကျတော့ခလူကလန့်ဖြစ်စေအဲ့တော့အဆုံးထိနားထောင် အဲ့တော့တို့ကအဲ့ဒီကုန်တိတ်ခါတွေကိုတို့ကပြန်ပြီးတော့မှထိမ့်ဖို့အတွက်ကအခုစောက်လို့ရေးဆိုင်ကဘသူကတောင်းယူပြီးတော့မှစောက်ထားတာလေထိုင်းထိုင်းထိုင်းနေရတော့လာ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 ပြီးတော့မှကြည့်ပြီးတော့ပြောတယ်ဒါငါတို့ထိုင်းရတဲ့တောင်းယူမှုတောင်းခံမှုနဲ့စောက်ထားတဲ့ policy ဆိုင်မဟုတ်ဘူးလေထိုင်းရတဲ့ပဲပြောတယ်ထိုင်းလူမျိုးတွေကပြီးတဲ့အချိန်မှာလေဘယ်ရအောင်ဆိုတော့ပုံမလင်းလင်းဘုံဘုံရှင်းရှင်းပြောတတ်တဲ့အဲသူတွေဖြစ်နေတဲ့အတွက်ကြောင့်တော်တော်များများကလည်းကျွန်တော်တို့ကလည်းထိုင်းစောက်လို့ရေးတောင်းယူပြီးတော့မှစောက်လို့တဲ့ site လို့ပဲကျွန်တော်တို့လည်းများတော့အားဖြင့်ထင်ကြတာတကယ်တကယ် စစ်စည်းရေးတွေဝင်ပြီးတော့မှပြောကြတဲ့အခါကျတော့အဲ့မှာထောင်လိုင်းရေးတွေလာတယ်လေနိုင်ငံတကာထောင်လိုင်းရေးတွေလာတယ်နောက်ပြီးမှထိုင်းထောင်လိုင်းရေးတွေလာတယ်သူတို့တွေကပြောသွားတာဒါကားတဲ့ဟိုထိုင်းကတောင်ဝင်ယူပြီးတော့မှစောက်တာတဲ့စိုက်မဟုတ်ဘူးတဲ့တရုတ်ဒီ China ပေါ့နော် China စောက်လို့ရေးစိုက်ကတောင်ဝင်ယူတော့မှစောက်လို့ထားတဲ့စိုက်တဲ့အဲ့ဒီမှာနောက်ပိုင်းမှာဘာတွေထပ်ပေါ်လာလဲဆိုတဲ့အခါကျတော့အဲ့ဒီ body set site မှာအလုပ်လုပ်တဲ့အဲအလုပ်သမားတွေတော်တော်များများပတ်စံမမှန်ဘူးတဲ့ငွေကြီးမမှန်ဘူးတဲ့နော် နားမထောင်ရင်ကျွန်တော်တို့ဒီဒီကနေရှင်းမယ်နော်နားမထောင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီအတိုင်းဝိုင်းတွေကိုမဝင်လာနဲ့နော်ကုလုကလန်လှုပ်ချင်တယ်ကုလုကလန်အရန်လှုပ်ချင်တယ်ဆိုတဲ့လူတွေကဒီအတိုင်းဝိုင်းမဝင်လာနဲ့ခင်ဗျားတို့အတိုင်းဝိုင်းပယံပရာအတိုင်းဝိုင်းတည်တည်ကြကြရှင်းပြရင်နားမထောင်ချင်ဘူးအဲ့တော့ခင်ဗျားတို့ရဲ့ပယံပရာအတိုင်းဝိုင်းကိုကြွနော်အဲ့တော့သူတို့က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 ဟိုပါပေါ့ဒါကထိုင်းစားလို့ရမဟုတ်ဘူးတရုတ်က နော်တရုတ်ကနေပြီးတော့မှစောက်ထားတဲ့စောက်လို့ရေး site တခုဖြစ်တယ်တဲ့တရုတ်ကစောက်လို့ရေးစောက်လို့ရေးတခုဖြစ်တယ်ကိုပြည့်လည်းတတိထားမိတယ်ညညမိုးလင်းဒီ live တော့လွှင့်တယ်လေနော်နေရောညရောနေရောညရောလွှင့်တယ်အဲ့ဒီမှာအဲ့လိုပဲထိုင်းရထောင်းလိုင်းလေးလာတယ်သူတို့လာလာပြောတယ်ဒီ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  site ကလည်းငါတို့ထိုင်းရတောင်းဝီပြီးစောက်ထားတဲ့ site မဟုတ်ဘူးတဲ့အဲ့လိုပဲညလည်းအဲ့လိုပဲလာတယ်ထိုင်းထောင်းလိုင်းလေးလာတယ်မအိပ်ပဲနဲ့အဲ့လိုမျိုးသူတို့တွေလည်းလာလာစောင့်ကြည့်ထပ်ပြောပြန်တယ်ဒီစောက်လို့ရေး site ကလည်းငါတို့ထိုင်းရတဲ့ တိုင်းဘော်ဒီဆက်တည်းကတောင်ဝင်ယူတော့မှဆောက်လဲဆောက်တဲ့ဟာမဟုတ်ဘူးလေတယုတ်တဲ့အဲ့လိုကိုပြောတယ်အဲ့တော့အခုလက်ရှိကတော့ဘန်ကောက်အေရီးယားမှာဖြစ်သွားတဲ့အကြောင်းဘန်ကောက်မြို့တော်ဝင်ကတော့တောင်ဝင်ယူမှုတောင်ဝင်ခံမှုနဲ့အတူတူအဲ့ဒီမှာနေရောညရောပေါ့နော်စောင့်ပြီးနေတာပေါ့နော်နောက်ပြီးတော့မှဘရင်တော်ဝင်တက်တော်တွေကလည်းအဲ့ဒီမှာအကာအကွယ်ယူပြီးတော့မှစောင့်ပြီးနေတာပေါ့အဲ့လိုအကာအကွယ်ယူပြီးတော့စောင့်ပြီးမှလည်းအမှန်တရားတွေကပေါ်လာတာတစ်ခုချင်း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 ပေါ်လာတယ်တိလား အခုရင်တခုချင်းဘာဖြစ်လဲဆိုတော့ဘရင်တော်ဝင်အစင်ကနေတောင်းဝင်ယူပြီးတော့မှအဲ့လိုမျိုးလုံုံကြီးကာကွယ်ကြီးနောက်ကျူးမွေးစီအကုလုံးအားလုံး free သူတို့ကထုတ်တာပြီးသားဒီအမှုဒီကိစ္စကြီးကအမှန်မပေါ်မခြင်းပေါ့နော်ဒီနေရာတွေကမဖော်မထုတ်နိုင်ခြင်းပြီးတော့မှဒီကိစ္စတွေမပြီးမခြင်းကအစားတောက်ဆိုလဲ free ကျမ်းမာရေးဆိုလဲ free နော်အခမဲ့နော်အဲ့ဒီမှာလာပြီးတော့မှတရင်ယူတဲ့လူတွေရဲ့စားတောက်စီဒါရီယာစာအကုန်လုံးအခမဲ့ဆိုပြီးတော့မှသူတို့ဘက်ကနေပြီးတော့မှဒါဖြည့်ချင်းချက်ထုတ်တာတာဖြစ်ပါတယ်လို့နော် ဲ့တော့အခုနောက်ဆုံးသိရတာကဒီထဲမှာရှိနေတဲ့ဆော်လိုအီမှာပါဝင်နေတဲ့ဒီတန်ပန်းဆိုင်ရာတွေစစ်စေးခံရမှာဖြစ်ပါတယ်သူတို့လက်သူတို့အဲ့မှာသူတို့ဂျင်ညာချက်ထုတ်ထားတယ်တန်ပန်းဆိုင်ရာစစ်စေးခံရမယ်စတိပန်းဆိုင်ရာစစ်စေးခံရမယ်ဂျန်နဲ့ဆော်လိုအီပန်းဆိုင်ရာမှာပါဝင်ပတ်သက်နေတဲ့လူတွေအားလုံးအစီအစီခံရမယ်နော်ခံရမယ်အဲ့ဒါတစ်ချက်အဲကောင်းတယ်အဲ့ဒါမှလည်းဒါကျွန်တော်တို့ ဒါတွေကပညာတွေပဲပေါ့နော်ပညာတွေပဲပညာတွေပဲဘာဖြစ်လို့လဲဆိုဒါမှလည်းထိုင်းနိုင်ငံမှာနောက်ပိုင်းဆောက်လုပ်ရေးတွေနဲ့ပတ်သက်ပြီးတော့မှပုတ်ပြက်ပြက်နဲ့ဘယ်သူမှမလုပ်ရတော့မှာလေဟုတ်တော့ဒါထိုင်းနောက်ဆောက်လုပ်ရေးတွေဆောက်တာထိုင်းရတော့တော်တော်ဆောက်တယ်လေနောက်ပိုင်းမှာဒီလိုမျိုးတွေစစ်စည်းရေးတွေဝင်ပြီးဝင်တာကိုပြည့်အနေနဲ့တော့သဘောကျတယ်အဲ့ဒါမှလည်းကိုရီမြန်မာတွေအတွက်အများကြီးရည်ရှိမှာဟိုလုံခြုံမှုရှိမှာလေနော်လုံခြုံမှုရှိမှာသူတို့ကထိုင်းမီဒီယာကမေးတယ်ကိုပြည့်တို့ကမေးတယ် မင်းတို့ကအဲ့မင်းတို့မင်းတို့ကဘာဖြစ်လို့ဒီညကိုရောက်လာတာလဲတဲ့ဘာဖြစ်လို့ဒီညကိုရောက်လာလဲဆိုဟဲ့ငါတို့ရောက်လာတာငါတို့မြန်မာပြည်သူပြည်သားတွေပါတယ်လို့ငါတို့မြန်မာပြည်သူပြည်သားတွေဒီ site site ထဲမှာပါသွားတယ်ငါတို့မြန်မာပြည်သူပြည်သားတွေဒီထဲမှာပါသွားတယ်တို့ကြောင့်ငါတို့တွေလာတာဆိုတော့ဒရိမီဒီယာတွေကတော့နှိုက်ပြီလीနော်နှိုက်တဲ့အခါကျတော့ကိုရီးယားလည်းပုံမှန်နေနေပြောလိုက်တဲ့အခါကျတော့အဲ့အဲ့ဒရိမီဒီယာတွေကတကယ်ဟိုတော်ဝင်ဌာနကတရိဌာနတွေကလည်းပါတယ်သူတို့ကိုယ်တိုင်ပဲလာမိတဲ့အခါကျတော့ကိုပြည့်လူလည်းပုံမှန်နေနေဒီအကြောင်းတရားတွေအကုန်လုံးပြောပြတော့ လုံးဝ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 ကိုရီမြန်မာနဲ့ပတ်တိုင်လဲပေါ့သေးသေးသူတို့လုံးဝမထားတော့အစစ်မြင့်မြင့်ပဲသူတို့ထားတော့တယ်အခုအစစ်မြင့်မြင့်ပဲအခုဆိုလို့ချင်းအဲ့ဒီမှာဘာသာပြန်အဖွဲ့တွေတောင်မှသူတို့တဲဖို့ခိုးဖို့เนาะနေဖို့အဲအဲ့မှာမပြီးမချင်းလေအဲ့လိုလုပ်ပေးဖို့အကိစ္စတွေအစားသူတို့အကုန်လုံးတည်တည်ကြကြထားတာတော့တွေ့ရတယ်ကောင်းတယ်